မဒီဘိုပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ကြီးအစီအစဉ်ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့အခုဆိုလို့ရှိရင်တော့စုလီရှန်ဂရီလာဟိုတယ်ဂယ်လရီဘားမှာရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်တော့ဒီဘားမှာကျင်းပပြုလုပ်သွားမယ်မန္တလေးရန်ရဲ့မန္တလေး night party အခမ်းအနားအကြောင်းကိုပြည်သက်များရှုစားကြရမှာဖြစ်ပါတယ်ပြည်သက်များအားလုံးပဲဆက်လက်ရှုစားကြပါဦးခင်ဗျာ န်ဒလေး night party အခမ်းအနားကိုဖိတ်ကြားထားသောဧည့်သည်တော်များဂုဏ်သီးရှိလူကြီးမင်းများအမှုပညာရှင်များစာနယ်ဇင်းမီဒီယာမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်ဗန်ဒလေး night party အခမ်းအနားကျင်းပပြုလုပ်ခြင်းနဲ့ပတ်သက်ပြီး Victory Myanmar Group Company Limited ရဲ့ Chairman မှအခုလိုပဲပြောကြားခဲ့ပါသည်ကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးကဲပါမန္တလေး run night party ကိုပေါ့နော်ဒီဆူလီရှန်ဂရီလာဟိုတယ်မှာကျင်းပပြုလုပ်ခြင်းရဲ့အရွယ်ချမ်းနဲ့ပတ်သက်ပြီးတော့ပြောကြားပေးပါအောင်ခင်ဗျ ။အော်မန္တလေးရောင်ကကျွန်တော်တို့1886ခုနှစ်တည်းကနေပြီးတော့စတင်ထုတ်လုပ်လာတဲ့ brand ဖြစ်ပြီးတော့သူကတကယ်တမ်းကျတော့တက်တန်း125နှစ်ကျော်နေပါပြီ။ပြီးတော့သူကမြန်မာတမိုင်းခွင် heritage brand တစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအကြောင်းမျိုးမျိုးကြောင့်မန္တလေးရောင်ကအရင်တုန်းကတော့နည်းနည်းမိမ့်သွားတာပေါ့နော်။အဲ့တော့ကျွန်တော်တို့အခုတာဝန်ယူပြီးတော့ထုတ်လုပ်ပြန်ပြုံးနေတဲ့အချိန်မှာကျွန်တော်တို့ကဒီမန္တလေးရောင်ပြန်လဲတိုးတက်ရေးအတွက်ကျွန်တော်တို့ကနေပြီးတော့ဒီဇိုင်းမမလုပ်နေပါတယ်။ လုပ်နေတဲ့ဒါကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်မှာကျွန်တော်တို့ကအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုဒီ Shangri-La Faisal ဟိုတခုဖြစ်ပါတယ်အဲ့ Faisal မှာဆိုလို့ရှိရင်ကျွန်တော်တို့ရှိဟိုလာပြီးတော့ tourist တွေလာနေထိုင်နေပြီးတော့စီးပွားရေးသမားတွေလာနေကြတယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံပြီးတော့လာပြီးလို့နိုင်ငံသားတွေအများကြီးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီတမိုင်းဝင်ကျွန်တော်တို့ရဲ့ဒီမန်လေးတံအမှတ်တရစိတ်ကိုဒီလူတွေကိုသိသိချင်းနဲ့ရည်ရွယ်ချက်လဲကျွန်တော်တို့ကပါပါတယ်။ အဲ့ဒီရွေကျင်းနဲ့ကျွန်တော်တို့ကနေပြီးတော့ဒီမှာမန်လေးရန် night လေးကျွန်တော်တို့ကလုပ်ပြီးတာပေါ့နော်မန်လေး night party အခမ်းအနားမှာအခမ်းအနားမှုအဖြစ် Miss Myanmar International 2013ဂုံရီအေးကျော်မှဆောင်ရွက်ပေးခဲ့ပါတယ်ကနာစာတင်ချိန်မှာတော့ try violin ဖြောပြမှုနဲ့ဥစွာတင်ဆက်ပေးခဲ့ပါတယ် မန်လီနိုင်ပါတီရဲ့ပျော်ပြေအစီအစဉ်များနဲ့ပတ်သက်ပြီးစီစဉ်သူစူပါစတာမော်ဒယ်အေဂျင်စီရဲ့မန်နေဂျင်းဒါရိုက်တာမှအခုလိုပဲပြောကြားခဲ့ပါတယ်ခင်ဗျာကဲပါဒီနေ့ကတော့ဖြော်ရည်အနေနဲ့ကတော့ကျွန်တော်တို့ဟိုအစရာမေခလာကိုပြီးတော့ရက်ဆဲပါနော်နှစ်ယောက်ကိုတော့တောင်းယူထားတယ်ပြီးတော့ကျွန်တော်အေဂျင်စီကမော်ဒယ်လေးရာ presentation လေးနဲ့တက်ဆက်သွားမှာဖြစ်ပါတယ်ဗိုင်လင်ကတော့ဂျူဂျူကေရိုနိုနိုကေရိုပါနော်ဟို သူတို့ကတော့ဒီဒီမှာတော့လူကြီးပိုင်းနေများတာဗောနော်အဲ့အတွက်ကြောင့်အင်္ဂလိပ်ဒီလုံးလေးတွေတန်ဆောင်ဒီလုံးလေးမျိုးစုံနဲ့ဖြောပြသွားလို့ရှိပါတယ် fashion show နေနေတော့ကျွန်တော်ကမန်လေးရမ်ဆိုတော့မန်လေးကိုကိုစားပြုနေတဲ့နန်းဆန်ဆန်ပုံစံလေးကိုကျွန်တော်တို့က presentation လေးနဲ့တက်ဆက်มาဖြစ်ပါတယ် lucky draw လာတဲ့အဲ့ဒီကိုဒီပွဲလေးလုံးနေကြပုံစံအတိုင်းဗောနော်ကျွန်တော် lucky draw လေးဖောက်ပြီးတဲ့ season လေးရှိပါတယ်။ဟိုနေရာလေးရယ်ကျင်းပါတယ် gallery bar ဆိုတဲ့အတိုင်းနေရာကျင်းလေးမှာပေါ့ကျွန်တော်တို့ဟို အဓိကတော့ formal function ကြီးမဟုတ်ဘူးပေါ့နော်ပေါ်ပေါ်ပါပါ function လေးမျိုးလေးပဲလုပ်ထားပါတယ်အလုံးပါဝင်နေအောင်တော့ကျွန်တော်တို့ဟိုဟိုဖိတ်ထားရတဲ့လူတွေရှိသလို ticket sale လေးလုပ်ထားပါတယ်ခင်ဗျ ဆက်လက်ပြီးအခမ်းအနားစီစဉ်များအရာဖက်ရှင်ရှိုးသေးတန်ရှင်မိခလာရက်ဆဲရိုးရဲ့တီဆိုဖျော်ပြမှုများ Try Violin တင်ဆက်မှု Product Show အစရှိသူတို့နဲ့ဖျော်ပြတင်ဆက်ပေးခဲ့ပါတယ်ပြည့်တယ်များခင်ဗျာ အခုဆိုရင် ရန်ကုန်မြို့စူးလီရှန်ဂရီလာဟိုတယ်ရှိ Gallery Bar မှာကျင်းပပြုလုပ်တဲ့ Mandalay Night Party အခမ်းအနားနဲ့ပတ်သက်ပြီးပရိသတ်များသိရှိစေဖို့ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကွင်းရဲ့အစီအစဉ်ကနေအခုလိုပဲရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ